ကံတစ်ခုတည်းကအကျိုးပေးတယ်ကံတစ်ခုတည်းကဆုံးဖြတ်တယ်လို့လည်းအစွန်းရောက်တဲ့ကမ္မဝါဒကိုလက်မခံရအောင်အစွန်းရောက်တဲ့ကမ္မဝါဒဆိုတာပုပ္ပိကတဟေတုဒိဋ္ဌိလို့ခေါ်တယ်။ဘာပဲလှုပ်လှုပ်ဒီဘွားကြုံရတာဟေးအတိတ်ကလှုပ်ခဲ့လို့ညမာတွေပြောလိုက်တယ်ကိုကံပဲကံပဲနဲ့ဟုတ်ကံကြီးလည်းပုံမချရဘူးကံဆိုတာအကြောင်းတစ်ခုသာလင်ဖြစ်တယ်ကျန်တာတွေကအများကြီးလူလှုပ်လို့ရတာတွေအများကြီးရှိတယ်နော် တချို့ကကန်ချပြီးတော့ဘာမှကိုမလုပ်ဖဲနဲ့နေတဲ့လူမျိုးကလည်းရှိသေးတယ်အဲ့ဒါကြတော့မှားတယ်အဲ့ဒါမိစ္ဆာအယူဝါဒလို့ခေါ်တယ်ပုပ္ပေကတဟိတုဒိဋ္ဌိသူကဘယ်လိုယူဆတော့စင် fatalism လို့ဟာမျိုးပေါ့လေဘယ်ရာပဲဖြစ်ဖြစ်ကံကအဆုံးဖြတ်ပေးတယ်ငါဒီဘဝဖြစ်လာတာလဲကံဆင်းရဲတာလဲကံပဲငါဘာမှလုပ်လို့မရဘူးအတိတ်ဘဝကကံကြောင့်ဖြစ်တာဒီဘဝကြုံရတွေ့တဲ့မြတ်တွေအကုန်လုံးကကံကြောင့်ဖြစ်တာလို့ယုံကြည်လို့ရှိရင်ပုပ္ပေကတဟိတုဒိဋ္ဌိတဲ့ အဲ့ဒီအယူဆတရားဝင်သွားလို့ရှိရင်ထိုပုဂ္ဂိုလ်ကကြီးပွားတိုးတက်ရေးလမ်းပိတ်သွားတယ်ဘုရားရဲ့ကမ္မဝါဒနဲ့လည်းမညီဘူးအဲ့ဒါမိစ္ဆာအယူဝါဒတစ်မျိုးဖြစ်သွားတယ်ကံနဲ့ပတ်သက်ပြီးတော့ကံကိုလက်ခံတိုင်းတမ္မာဒိဋ္ဌိမဖြစ်ဘူးနော်မှန်ပါပါဗျမှန်ကံနဲ့လမ်းကြောင်းနဲ့လက်ခံဖို့လိုတယ်တခါတော့ကအဲ့ဒီပုဂ္ဂိကတာဟေတုဒိဋ္ဌိနဲ့ပတ်သက်ပြီးတော့တိဝကဆိုတဲ့ပြပိုက်ကြီးကမြတ်စွာဘုရားစီလာရှင်ပြားတဲ့တချို့ကဟောလိပြောလိရှိတယ်တဲ့ ဒီဘဝမှာဒုက္ခဒုက္ခတွေ့ကြုံခံစားရသည်များအတိတ်ကလောက်ခဲ့လို့လို့အတိတ်ကလောက်ခဲ့တဲ့ခံကြောင်းလို့ပြောကြတယ်ဗျာတဲ့ဒီချက်ရောအရှင်ဘုရားဘယ်လိုပြောမလို့လို့ဆိုတော့ညဆွာဘုရားကတိဝကအရမင်းမဲ့စဉ်းစားကြည့်ပေါ့တဲ့နော်လောကမှာကိုယ်လက်တွေ့မြင်ရတဲ့အကြောင်းတရားတွေအများကြီးရှိတယ်ဥပမာမဲ့ယောဂဖြစ်တာတီးကြေကြောင်းဖြစ်တာရှိတယ်အအေးတဲ့ထွက်လို့နှာစည်းချောင်းစိုးဖြစ်တာရှိတယ် အပူမီးတို့ဖြားတာရှိတယ်အမျိုးမျိုးရှိတဲ့အဲ့ဖြားတာတွေဟာအကုန်လုံးချောင်းဆိုးတာလည်းပဲကံကြောက်မယ်ဖြားတာလည်းကံကြောက်မယ်လို့ဒီလိုပြောရင်လက်တွေ့ကိုညင်းပယ်ရရောက်တာပေါ့တဲ့ကံဆိုတာအကြောင်းတစ်ခုပဲတဲ့ဟောကံဆိုတာအကြောင်းတစ်ခုဒီလူဟာချောင်းဆိုးပြီးတော့အေးအေးပတ်တာအေးတဲ့ထွက်လို့လေသူအကာအွယ်မလုပ်လို့ဖြစ်တာပေါ့အပူတွေသွားလို့သူအဖျားဝင်တာပေါ့ဟောမတည့်တာတွေစားလို့သွေးတိုးတာတွေဖြစ်တာပေါ့ စည်းချိုရှိမှန်းတည်းရတဲ့နဲ့တရားတွေအချိုတွေနင်းကန်စားလို့ဖြစ်တာပေါ့ဒါပစ္စုပန်ကံနဲ့ပါဆိုင်လေဒါမြတ်စွာဘုရားကတကယ်ကိုလက်တွေ့သမားနော်လက်တွေ့ကြကြအဲ့တော့အကြောင်းကံတစ်ခုတည်းလို့မယူဆရဘူးအကြောင်းတွေအများကြီးရှိခုနတရေပင်လေးအပင်ပေါက်တာပဲကြည့်တရေစီကအကြောင်းတစ်ခုပဲသူတစ်ခုတည်းနဲ့ဘာမှမဖြစ်ဘူးမြေနဲ့ရေနဲ့ပေါင်းမှဖြစ်တယ် အဲ့ဒါတို့ပဲအကြောင်းတရားဆိုတာအများကြီးရှိတယ်လို့လက်ခံရမယ်။ဘာဖြစ်ဖြစ်ကန့်ကြောင်ဆိုတဲ့ဟာလက်ခံရမယ်အကြောင်းမရှိဘူး။